အလုံးပဲမင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အထုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်ထားသည့်ဟုဆိုကာပြည်သူ64ဦးကိုဖမ်းဆီးအရေးယူထားပြီးခေါ်ထုတ်အရေးယူမှုများဆက်လက်ဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံဖက်စစ်တဲ့အတူရောင်ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်ထားသည်ဟုဆိုကာပြည်သူ64ဦးကိုစစ်တပ်ကဖမ်းဆီးအရေးယူထားပြီးရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သည့်လှုံ့ဆော်မှုများနှင့်ဘွာရဖြတ်မှုများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်စစ်တလအောက်ခံပြည်ထရေးဝန်ကြီးဆိုသူထွန်းထွန်းနောင်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုပါရယ်အော်တိုဘာလ3ရက်နေ့နေပြည်တော်တွင်ပြုလုပ်သောစစ်တပ်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟိုကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါတိုင်ပြောဆိုသွားခြင်းဖြစ်ပါရယ် စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဖျက်ပြစေရန်ဤအမျိုးမျိုးဖြင့်ကျူးလွန်သူများကိုဖော်ထုတ်ရည်ယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းစက်တင်ဘာလ30ရက်နေ့တနိုင်ငံလုံးတွင်ရွေးကောက်ပွဲဖျက်ပြစေရန်နှောက်ယှက်သည်ဟုဆိုကာဖြီသူ64ဦးကိုဖမ်းဆီးအရေးယူထားပြီးအမှု24ခုဖွင့်လှစ်ထားကြောင်းသိရပါသည်ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများဝါဒဖြန့်မှုများကျူးလွန်နေသူများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်လိုအပ်တယ်ဟုစစ်တလောက်ခံပြည်ထရေးဝန်ကြီးဆိုသူထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုထားပါသည် စစ်တပ်ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူစင်ပြည်သူလုံခြုံရေးနှင့်အကြံဖတ်နေနေရေးအဖွဲ့မိဖွဲ့အဖွဲ့များနှင့်အတူဖြည်တဲ့ရွေးဝင်ကြီးဌာနလက်အောက်ရှိတပ်ဖွဲ့ဦးစီးဌာနများအလုံးကပေါင်းစပ်ညီနိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါသည်အကြံဖတ်စစ်တပ်ကယခုနှစ်ကုန်ပိုင်းပြုလုပ်မည်ရွေးကောက်ပွဲကိုကောက်ွက်ရန်အတွက်နှောက်ယှက်ဖြတ်စည်းသူများကိုထောင်ဒဏ်အနည်းဆုံး၃နှစ်မှထောင်ဒဏ်တစ်သက်တစ်ကျော်နှင့်ဒေသများချမှတ်နိုင်သောရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုများကောက်ွက်ရေးဥပဒေကိုဇူလိုင်လ29ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပါသည် စစ်ကောင်စီကပြဋ္ဌာန်းထားသောဥပဒေတွင်ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါပြုလုပ်ပါကအရေးယူမည်ဖြစ်ကြောင်းချင်းချောက်ခြင်းဟန်တာခြင်းမလျော်ဩစာသုံးခြင်းနာကျင်စေခြင်းအပြင်းအထန်နာကျင်စေခြင်းလူစုလူဝေဖြင့်ကန့်ကွက်ခြင်းလူသေးဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အ ਨੇ ဆုံးထောက်နှံသုံးနှင့်မှအများဆုံးထောက်နှံတသက်တကျော်နှင့်ဒေသတို့ကိုချမှတ်မည်ဖြစ်ကြောင်းသိရပါသည် လက်တလောပြည်သူများကိုစစ်တပ်ကအရေးယူရာတွင်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးဖြင့်အရေးယူထားပြီးအဆိုပါပုံမှန်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်၏တစိုက်တဒေသကိုဖြစ်စေပြက်ပြားစီရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုညီတိညီနဲ့မျှမပြုရဘဲအဆိုပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြမှုတင်ရှာစီရင်ခြင်းခံရလိုက်ရင် ထိုသူကိုထောင်ဒဏ်အနည်းဆုံး၃နှစ်မှအများဆုံး8နှစ်ထိချမှတ်ရမည်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါသည်။စက်တင်ဘာလ24ရက်နေ့တွင်လည်း KNU ဥက္ကဋ္ဌပရိုဆော့ဖွဲ့ထုတ်ပြန်အပအဝင်အဖွဲ့ဝင်73ဦး၊ AA တပ်ဖွဲ့ချင်းပြည်ချင်းလန်အစိုးရအဖွဲ့ဝင်18ဦးနဲ့ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောင့်ယှက်ဟန်တာမှုဥပဒေပုံမှား23ကြီးဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာပါသည်။ ဆက်လက်ပြီးမယံကုန်းမြို့နယ်တည်ရက်ကွက်တွင်အုတ်ချုပ်ရည်မှုစိန်ဝင်းမြင့်ကဘရင်နောင်ပွဲယုံဘရင်နောင်လန်းစုံနှင့်သမိုင်းလန်းစုံတွင်နေကင်းအချိန်အိမ်စည်းကားဖြင့်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းမယံကုန်းမြို့နယ်အမှတ်တရက်ကွက်တွင်အုတ်ချုပ်ရည်မှုစိန်ဝင်းမြင့်နှင့်အဖွဲ့ကဘရင်နောင်ပွဲယုံနေမြင့်နှင့်သမိုင်းလန်းစုံတွင်နေကင်းအချိန်အိမ်စည်းကားဖြင့်ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်တချို့ဖမ်းဆီးခံရကြောင်းဖမ်းဆီးခံရသောလူငယ်တအူးအိမိတ်ဆွေတအူးကသတင်းဌာနကိုပြောကြားပါတယ်။ မယန်ကုန်းမြို့နယ်အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်သည်၎င်း၏တပြည့်လူမိုက်များနှင့်အတူဘရင်နောင်ပွဲယုံနေမည်ဘရင်နောင်လမ်းစုံနှင့်သမိုင်းလမ်းစုံနေရာများတွင်လာဆန်းပိုင်းမှလှလှယ်ပိုင်းအထိမကြာခဏဆိုသလိုအိမ်စည်းကားဖြင့်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်လေးရှိကြောင်းအော်တိုဘာလာတရက်နေ့အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်ကအရက်ဝစ်စစ်သားတချို့နဲ့တူနေကင်းအချိန်တွင်ပင်ပေါ်တာဆွဲဖမ်းဆီးခဲ့သည့်ဖြင့်လူငယ်၆ဦးဖမ်းဆီးခံခဲ့ရကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘများက ငွေကြေးဖြင့်ရွေးယူရန်ဆက်သွယ်သောအခါငွေမလိုပဲစစ်သားလူချင်း၍ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ပြီးငွေပေါ်များသည့်ဟုပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရပါသည်။ပါသွားတော့ဖုံးဆက်လို့ငွေနဲ့ရွေးဖို့လိုက်တယ်။အုတ်ကြီးစိန်ဝင်မြင့်နဲ့တွေ့တော့ငွေမလိုဘူးလူပဲလိုတယ်။ငွေနဲ့ရွေးလို့မရဘူး။လူပြောက်သွားလို့ဟိုတိုင်ဒီတိုင်ဖြစ်မှာဆိုလို့အင်ကိုအချောင်းကြားပြတာဆိုပြီးအရွေးမခံဘူး။လူလဲတွေးခွင့်ပေးတယ်။ဘရင်အောင်စစ်ကြောရေးတက်ကိုပို့လိုက်တဲ့ဟုတမိုင်းလန်းဆောင်တွင်ဖန်ဆီးခံလိုက်ရသောလူငယ်တအူဤအကိုဖြစ်သူကသတင်းဌာနကိုပြောပါရီ အုပ်ချုပ်ရေးမှုစင်ဝင်းမြင့်သည့်ဘရင်နောင်ပွဲရုံနေမြင့်နှင့်ဘရင်နောင်လမ်းဆောင်တွင်ဖွင့်လှစ်ထားသောတဲကိုကမ်းများအနိုင်ခမ်းများထံမှလည်းစက်ကြီးကောက်ယူလေးရှိပြီးရင်းနေရာများသို့လာရောက်သည့်လူငယ်များကိုလည်းစင်မှုတိုင်းအဖြစ်ဝေရောက်ဖမ်းဆီးမှုများလှုံ့ဆော်လေးရှိကြောင်းသိရပါသည်။ဘရင်နောင်ပွဲရုံနေမြင့်နှင့်ဘရင်နောင်လမ်းဆောင်မှအုပ်ကြီးစင်ဝင်းမြင့်ကအရွက်ဝစ်စစ်သားတွေနဲ့ပေါ်တာဆွဲခြင်းသလိုဆွဲတယ်။နေကင်းကြောင်တောင်အင်စီကားနဲ့ကားပေါ်ပေါ်တင်ဆွဲတင်ပြီးဖမ်းတာ လူမရရင်မာဆက်နဲ့အနေခန်းတွေကဆင်းလာတဲ့လူငယ်တွေကိုပါဆွဲတာသူကမာဆက်နဲ့အနေခန်းတွေစီကဆက်ကြေးကောက်တယ်စစ်မှုတဲ့အကျုံးဝင်တဲ့လူငယ်တွေလာတာမျိုးရှိရင်အဲ့ဒီမာဆက်နဲ့အနေခန်းတွေကသူ့ကိုပုံဆက်တယ်အထဲတော့ဝင်မဖန်ဘူးအောက်ရောက်တာနဲ့စောင့်ဖန်တာဟုအမတ်တီရက်ွက်အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်ဤလှုပ်ရှားမှုများကိုသိရှိထားသောသတင်းရင်းမြစ်ကပြောဆိုပါတယ်ရှင်းတို့ဘရင်နောင်နယ်မြေနှင့်ဘရင်နောင်လန်ဆောင်တွင်ပေါ်တာဆွဲမှုများဆက်ကြေးကောက်မှုများအပြိုင်ဆိုင်လှုပ်ဆောင်ရင်းအုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်နှင့်အင်းစိန်ကန္နာလမ်းမှာဖြူစောတိကောင်းဆောင် လူမိုက်ကျင်ဟုတ်တို့အကြာရံပွဲများဖြစ်ကြကြောင်းသိရပါတယ်။အုတ်ကြီးစိန်ဝင်းမြတ်တပည့်စင်မလိုက်သားနန္နာအောင်နဲ့လူမိုက်ကျင်ဟုတ်တပည့်တို့မေတာကီလန် KTB SPA မှာစက်ကြီးလာကောင်းလူလာဆွဲရင်နဲ့ပြဿနာတက်ကြတယ်။ကျင်ဟုတ်တပည့်ကနန္နာအောင်ကိုဓာတ်နဲ့ထိုးတယ်။နန္နာအောင်ကရှက်တိပြီးခုံချထွက်ပြေးရတယ်။အဲ့ဒီလိုတွေဖြစ်ကြတာဟုမယန်းကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်နေသောသတင်းရင်းမြစ်ကဆိုပါတယ်မယန်းကုန်းမြို့နယ်တွင်အမတ်တရက်ွက်အုတ်ထုတ်ရည်မှုစိန်ဝင်းမြင့်က စစ်တပ်နှင့်ပူးပေါင်း၍ပေါ်တာဆွဲမှုများလှုံ့ဆော်ခြင်းဖြစ်ပြီးအနှိမ်ခံမားဆက်များကိုပါလိုင်းကျေကောက်သဖြင့်မယံကုန်းရဲများနှင့်အုပ်ချုပ်ရေးမှုများအကြားအဆင်မပြေမှုများရှိနေကြောင်းသိရပါသည်သို့တော်လည်းစစ်တပ်ဤကြောထောင်းနောက်ခံပေးထားမှုကြောင့်စိန်ဝင်းမြရန်ကားခွင့်ရရှိနေကြောင်းသိရပါတယ်။လမ်းတွေမှာပေါ်တာဆွဲရင်လူမရရင်မှဆက်တဲ့အနေခံဘက်ကိုလှည့်တာပဲ။အခန်းကဆင်းလာတာနဲ့ဆွဲတာပဲ။စိန်ဝင်းမြကဘရင်နောင်နဲ့မယံကုန်းတိရွက်မှာရှိတဲ့ရှားအိမ်မှုများနဲ့ဖြူစောတိတွေကိုပေါ်တာဆွဲပြီးဆိုရင်အုတ်လိုက်ကြီးထွက်တာ အုတ်ကြီးကစစ်တပ်ကိုကြောထောင်းနောက်ခံလုထားတော့မယန်းကုန်းအောက်စခန်းကရဲတွေပါဘာမှမပြောရဲကြဘူးရဲတွေအားလုံးကလည်းသူတို့စားအခွင့်တွေကိုစိတ်ဝင်းမြင့်ဖြတ်ခုန်နေတာတိလဲငြိမ်ခံနေရတာပဲဟုမယန်းကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်သောသတင်းရင်းမြစ်ကဆိုပါတယ်အမတ်တရက်ကွက်စိန်ဝင်းမြတ်မှာလှဆင်စစ်တပ်အတွက်စစ်မှုထမ်းလူတင်များကိုမိမျိုးစုံဖြင့်ပေါ်တာဆွဲဖမ်းဆီးရှာပေးနေသဖြင့်မြို့နယ်နှင့်နေမြေကန်စစ်တပ်ကအားကိုးရသောအုပ်ချုပ်ရေးမှုတအုပ်ဖြစ်လာကြောင်းသိရပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။